ဟုတ်ပါပါချန်ပီယံရှစ်အတွက်ဒုတိယပြင်ဆင်တာအဲ့လိုမဟုတ်ဘူးသူကအဲ့လိုဖြစ်လာနိုင်တယ်ဟိုချန်ပီယံရှစ်ကပြပြတော့သူကခေါ်ခန့်အဲ့ဒါရှုံးအောင်ပဲခုနီးပြအခန်းစစ်ကိုအဓိကအထိုင်ချပြင်ဆင်ပြီးတော့ပဲမန်ယူတုံ့ပြန်လာပါရှိလို့ဆိုမန်ယူကလည်းအဲ့လိုခန်းစစ်ပိတ်တယ်ဒါအေဗာတန်နဲ့မှလည်းသူအိမ်ဝင်းမှာဒုက္ခရောက်သွားတယ်လက်ရှိဝူးရဲ့တိုက်စစ်ပိုင်းကဟိုနီးပြပြောင်းလဲပြုလုပ်ခဲ့တယ်ဆိုရင်တော့မှပဲသူကကောင်းလာတဲ့အနေအထားမရှိဘူး တနင်္လာညမှာတော့တပွဲပဲရှိပါတယ်เนาะကျွန်တော်တို့ရဲ့ဝူးနဲ့မန်ယူနဲ့ပေါ့เนาะဆိုတော့ကျွန်တော်တို့ဝူးကိုင်းမှာကစားမယ်ဒါဆရာတို့ကသိပါတယ်ဝူးကလည်းဟိုပြီးသားညမှာနောက်ဆုံး10ပွဲဆက်နိုင်เนาะဟိုနိုင်ပွဲမရသေးဘူးခုနှစ်ပွဲဆက်ကလည်းကျွန်တော်ရှုံးထားတဲ့အတင်းဖြစ်နေတယ်နီးပြတဲ့တက်ထက်မှာလည်းတိုက်စစ်ပိုင်းကဘလို့မှအားရစရာမရှိဘူးပေါ့เนาะဒီပွဲစဉ်မှာတော့ထပ်ပြီးမရှုံးအောင်ပဲခုနီးပြအခန်းစစ်ကိုအဓိကအထိုင်ချပြင်ဆင်ပြီးတော့ပဲမန်ယူတုံ့ပြန်လာမှာပေါ့ဇာတိရောကလည်းเนาะဘယ်လိုဖြစ်နေတော့မန်ယူကလည်းဒါဝက်ဆန်းနဲ့မှာတော့တည်တော်တော်သွားကြခဲ့တယ်အဲ့ကြခဲ့တယ်ပြီးတော့ ဒီပွဲစဉ်အတွက်ကလည်းအစစရာပိုင်းကတော့ကြာတိုက်စစ်ပိုင်းပါညာတော့မန်ယူကတော့တာတာပေါ့အနိုင်သုံးမှတ်အတွက်လည်းဒါမန်ယူကလည်းအားကုန်နေခုခွင်းမှာတော့ကစားလာမဲ့သဘောတော့ရှိတာပေါ့နော်ပြီးတော့မနစ်ကဟိုကျွန်တော်ကျော်စလုံးကလည်းမန်ယူတိုက်စစ်ကဂိုးမသွင်းနိုင်ပဲနဲ့ဒါဝုကိုရှုံးထားတဲ့ဟာလေသူတို့ပါဒိုင်ယာတန်ချက်စိတ်ဒိုင်ယာလေးဖြစ်နေတယ်ဖြစ်နေပါဘောနော်အဲ့ဒါကိုလည်းခြေဖြတ်လာနိုင်မလားပေါ့နော်အဲ့လိုမျိုးရှိတယ်ပြီးတော့နောက်တစ်ချက်ကတော့ကျွန်တော်ကတော့ဒီပွဲစဉ်ကဝုကတကယ်ကိုပိတ်ဆို့ပြီးတော့လေမန်ယူကိုလေဟိုတကိုးလောက် မပေးရအောင်လေးကိုအသေးအတန်လေးဟိုအားထုတ်ပြီးကစားလာမှာပေါ့ခံစစ်ပြင်ဆင်နေတယ်နော်ဆက်ပြောသလိုပဲပေါ့နော်ဝူဟာပါချန်ပီယံရှစ်အတွက်ဒုတိယပြင်ဆင်တာအဲ့လိုမျိုးပြင်ဆင်တာအဲ့လိုဖြစ်လာနိုင်တယ်ဟိုချန်ပီယံရှစ်ကပြပြတော့သူကခေါ်ခန့်တယ်အကြောင်းလဲဆိုအတင်းကြီးတွေအမှတ်လို့လဲအချိန်မှာအဲ့ဒီချန်ပီယံရှစ်ကိုစင်းနိုင်တယ်လို့ရည်ရွယ်ချက်ရှိနေတယ်လို့မပြောဘူးအဲ့လမ်းကြောင်းကိုရောက်နေအတင်းကြီးပိတ်ဆို့ပြီးသူတို့ကွင်းမှာကစားလာတတ်တဲ့အစင်လာမျိုးလေကျွန်တော်တွေ့ဘူးပါအဲ့တော့ဒီအနေထားမှာဆရာတို့ရဲ့အမြင်လေးကိုသုံးသပ်ပေးပါဦးခင်ဗျာတော်ဘုနေပြတော့ကျွန်တော်တို့ပြီးခဲ့တဲ့ Northern Forest နဲ့ ဒါပေါ်ရအပြီးမှာဆိုရင်သူပြောသွားတာရင်ရှိဟိုကျွန်တော်တို့အပြင်ရအဲ့ဒီကျွန်တော်လိုချင်တဲ့ပုံစံကိုခေါင်းလိုက်သူကစားမမားလေးကိုသူလည်းအပြစ်ပုံချကြတဲ့သူပေါ့ဘောရှိတယ်။နောက်ပြီးတော့သူကပထမပိုင်းထဲကရှုံးသွားတော့ဟာလေကျွန်တော်ဒုတိယပိုင်းကောင်းပါလေပထမပိုင်းထဲကရှုံးသွားတော့သူအဲ့သူစကားကိုကျွန်တော်သိနေအောင်လေဘယ်လိုဟိုသူကဒေသအမနေပဲကဲအဲ့လိုမျိုးဖြစ်နေပြီသူ့အနေနဲ့ဆိုဘိုးလေသူ့လက်ထက်မှာသူ့ ဒီပြောင်းပြောင်းလဲလဲ तू ကိုလည်းမရအောင်ကြာဒီ5 3 2 1နဲ့ပဲ तू စော့မယ်ကန်စစ်တွေပိတ်မယ်အရှင်ကန်စစ်မပိတ်ရင်လည်း तू ကိုလည်းကစားကောင်းကောင်းလုပ်နိုင်တယ်ဆိုရင်တော့မှရှေ့ကကိုကိုမဲ့မရှိဘူးဒါဆိုဆိုတိုင်ပဲဒီဟိုဟို तू အလိကအပိုင်အပိုင်ပိတ်ဖွင့်တော့တိုင်ထိသွားဟိုလိုပြောကိုသမားပုတ်ပြီးတိုင်ထိသွားတဲ့အနေထားဘိုးလက်ကမရှိဘူးဒါဆက်ပါလေဒီရောက်ပြီပါတော့သူတန်ရပြဿနာလေးတွေရုံးနေရတာလေပါရောက်ပြီးစပိုင်းပါတန်ရပြဿနာရုံးရတဲ့အခါသူပြန်ကစားတဲ့အချိန်မှာလေသူ့ရဲ့ဘိုးလက်ကလည်းမကောင်းပြန် တော့မန်ယူပြန်ကြည့်မယ်ဆိုမန်ယူကလည်းအဲ့လိုခံစစ်ပိတ်တဲ့ဒါအေဗာတန်နဲ့မှာလည်းသူအိမ်ဝင်းမှာဒုက္ခရောက်ပါတယ်ပြီးတော့တစ်ခါဟိုဒါခရစ်စတယ်ပဲလစ်ဆက်ပွဲမှာဆိုတယ်နစ်ဆက်ဥဆောင်ကိုရပြီးတော့နိုင်ရွှေချေပါကိုလည်းအနိုင်ကိုရောက်သွားတယ်ဆိုရင်လည်းဒါတော်တော်လေးကိုဒါအနိုင်ရွှေအဲ့ဒီပွဲကိုပြန်ခေါ်လာလေးလည်းပေါ့ဒုတိယပွဲဆွမ်းဆောင်မှုကြီးကောင်းသွားတယ်လေဖိနစ်လည်းကောင်းဟိုဝါဆာနဲ့ပွဲကိုပြန်ကြည့်မယ်ဆိုရင်နိုင်ရွှေတိုက်ဆက်နေတာလေးပိုင်းမှာနည်းနည်းပြန်ကြောက် အော်တော့ဒီကုညာတော့ဒါတင်းရောဘူးကိုပြန်ရင်ဆိုင်ရောက်လေအကုညာနဲ့အရှင်းမှာသူ့ရဲ့3421မှာ2မှာအရှင်းရောက်တာထားလိုက်သူတို့ဒီ successful ဒါရရနေသေးရောဇာစီကိုပဲသူတို့3အောင်3 3လောက်အောင်ပါဟုတ်တယ်ဒီကဲအခွဲမှာသူတို့ဇာစီကိုအထောင်တိုက်စုံထားတယ်ဒါတွေကအဲ့ဒီရောက်မှာကုညာနဲ့အမှုမှုထားတယ်ဆိုတော့ကျွန်တော်သိမ့်မကြိုက်ဒါဒီ2ဝဆန်းနဲ့ခွဲမှာဆင်းဒီကဲအဲ မောင်းလို့ဘာလို့တုံးတဲ့နေပေါ့လေသူကခစ်ဘယ်လိုဆိုတော့မောင်းဘူးလို့တော့တာဖရီးမိုင်းအဲ့လိုမျိုးသူဘူးစေးပြောင်းလဲတော်လို့လိုက်တဲ့ဂျာရဲ့ဘိုင်းမှာဝဆန်ရဲ့ဘိုင်းမှာအဲ့လိုမျိုးနေနဲ့အဲဟိုမန်ယူကဟိုဖရီးတဲ့ဘူးဝဆန်ကိုချိန်လိုက်လိုက်တော့ဆိုတော့မန်ယူရဲ့အနေကတော့တော်တော်ဖန်ဆုံးသွားခဲ့တယ်ချိန်ပြင်းတယ်ဒါဝဆန်ရဲ့ဘိုင်းမှာဆိုတော့160တော့တက်လာတယ်တော့အော်ကျွန်တော်စေတော့ပြမဝဆန်ကြိုက်တယ်ဟိုကြီးဒါပေမဲ့ဒီလောက်စေးတက်လာတော့မန်ယူကတော့နိုင်ပါပဲ အချင်းလေးလေးကောင်းပါဦးအဲတို့တက်ပြီမဲ့ဝုန်းဝမ်းပြတာအိမ်ခွေးမှာပဲအဲအဗာဒန်ကိုအိမ်ခွေးမှာပဲရှုံးတယ်ဒါအဗာဒန်ကိုဝါဆာကိုအိမ်ခွေးမှာပြင်ရကြတယ်ဆိုခရစ်စတယ်ဘယ်လိုကြောင်မထင်မှတ်ပင်ခရစ်စတယ်ဘယ်လိုနဲ့ပွဲကြောင်ဘာဖြစ်ဖြစ်ခရစ်စတယ်ဘယ်လိုကြောင်ပြန်ပြီးတော့လေခရစ်စတယ်ဘယ်လိုကကန်ဆယ်နေမယ်တော့ပူမာလေခရစ်စတယ်ဘယ်လိုကနိုင်တဲ့အနေထားမှာကြောင်မယ်ကောက်နိုင်ပါဘူးဟုတ်ပါရောဒါလည်းငါနဲ့ခတ်လာတင်းကိုပြန်ပြန်လမ်းလမ်းတင်းကိုသူခတ်တွေ့သွားတယ်ဆိုပြီးတော့ အော်သူကောက်နိုင်အောင်ပြန်အောင်သူချေဆွားကသူလက်ရခတ်တယ်တော့သူမှန်းဆွားရခတ်နေတဲ့အနေအထားမျိုးအခုဆိုရင်ဘာပြောပြောပြောသူကအဲ့လိုမျိုးကန်ဆယ်အပိုင်းကဘိုးတွေပြီးနေတာဒါပေမဲ့ဘူးလိုတိုက်ဆက်မျိုးကိုတော့သူထိရောက်ကစားနိုင်လိမ့်မယ်လို့ထင်တယ်ဒီပွဲမှာမှဘူးလိုအတွင်းကိုတော့မှဘိုးပေးရပြီဆိုရင်တော့မန်ရဲ့ချေလာလာတိတ်ကောင်းလို့မနေဘူးဒါတော့ဒီဘာမဲ့ဇန်နဝါရီဈေးကမှတော့တန်းနေအားဖြစ်မှာဖြစ် နောက်ပြီးတော့ဒီဝက်ဆာနဲ့ဘွဲမှာဆိုရင်သူ့နောက်တန်းခင်းချင်းပုံရမဟုတ်ဘူးအနာပေးလာတာရှိတယ်ဟုတ်ပါဆရာဒါရိုးရိုးတို့မှာဒီနေ့ဆိုသူအနာပေးတယ်ဒီဘွဲမှာတော့သူတုတ်သုံးလာတော့ဆိုတော့သူ့အနေနဲ့အဲရာဇာကောင်းတစ်ခုကိုပြန်ယူဖို့အမော်တွေကအားထုတ်လာအောင်လေဆိုပေမဲ့လေဝမ်ပေါင်း90ဆိုတော့တလောကလုံးပဲယူပဲပြစ်ထိုင်ရပါပဲဟိုမန်ယူကတချမ်းဆောင်းသွားနိုင်တဲ့အနေတော့ရှိတယ်လေဘောလုံးကျွန်တော်တို့အနေနဲ့လန့်မန်ယူနဲ့ပတ်သက်ဆိုဘောလုံးနည်းနည်းလန့်တဲ့အခါကျတော့ကျွန်တော်ဘိုးအောင်မျိုးဆိုတော့ဒီဘက်ကိုစိတ်ဝင်သွားဆရာရဲ့မြင် ကျွန်တော်ကဒီဝဲစင်မှာဆန်းနေတူပြပြဟိုဘော်ဒီရင်ရရဆိုတာတဲ့ဒီနေရာမှာဂိုးကောင်းကိုအချက်လက်ကျတွေးမယ်ဆိုရင်ဂိုးကောင်းအောက်ကပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်။ဒါကြောင့်လည်းထိတ်လက်ပြည့်စုံမှုပိုင်းနေမှာပြန်ကြည့်မယ်ဆိုရင်တော့မှာပဲဒီနေ့သိနောက်ဆုံး17ချိန်တော့မှာ3ချိန်လောက်ပဲ over 2.5ဖြစ်ခဲ့ပြီးတော့ကျန်တဲ့3ချိန်6ချိန်စလုံးကအပြန်အသွင်းကိုမဲခဲ့တာမျိုးရှိခဲ့တယ်။ဒါဒီနေ့သိရင်ဆင်တာလက်ရှိဝူးရဲ့တိုက်စစ်ပိုင်းက ်ဟိုနီးပြပြောင်းလဲပြုလုပ်ခဲ့တယ်ဆိုရင်တော့မှပဲသူကကောင်းလာတဲ့အနေသားမရှိဒါဆရာလက်ရှိမှာပြောရသလိုဒီနေ့ပွဲကြမှာလည်းချက်ချင်းကောင်းလာနိုင်မှုဆိုတာနောက်ဆုံးကောင်းလာပါစေကျွန်တော်တကူတက်ပို့ပြီးတော့ရလာမယ်ဦးတိုက်စစ်မြင်းတော့ မမျော်လင့်အလုံးစုံတကိုးလောက်ပဲထင်တယ်ကျွန်တော်မန်ယူပြန်ကြည့်ပြန်တော့မန်ယူကဝေးဝင်းတိုက်စစ်ပိုင်းကောင်းတယ်ခံစစ်ပိုင်းအားပြော့တယ်ဒီနေရာမှာအဲ့တစ်ချက်လေးပဲစဉ်းစားမှာဒါပေမဲ့နောက်ဆုံးပွဲဒီမှာမန်ယူရဲ့တိုက်စစ်ပိုင်းပြန်ကျလာတာဒီနေရာမှာတန်တရားဝင်နေရရှိတယ်ဂိုးပေါင်းစစ်3လုံး20နိုင်လောက်ထိဖြစ်နေရဆိုပေမဲ့ကျွန်တော်ဒီပွဲစဉ်မှာဟိုအလုံးစုံသွားပြရဆရာ3ဂိုးလောက်ထိကျွန်တော်ပေးပျော်တယ်20ရင်းပြီးတော့100လောက်ထိကြည့်ရမယ်ပွဲစဉ်မျိုးမှာကျွန်တော်ဂိုးပေါင်းအောက်ကိုပဲရင်းရင်းတာပို့ပြီးတော့အဆင်ပြေမယ်ထင်တယ်တသင်းသင်းရတော့ဂိုးမရအောင်ဆိုရင်ဒါဂိုးပေါင်းကထေချာ3လောက်ထိတက်လောက်ပြုတ်ပါတသင်းသင်းရ သုံးကိုလေးကိုသွင်းဖို့ဆိုမလွယ်မလွယ်ဘူးဒါအချက်လက်ကြက်ပြေးမယ်ဆိုရင်ဒီပွဲတင်က body check ဆိုင်ကိုအောင်ကဘာဖြစ်ရမှတိတ်မရှိပဲနဲ့ရွေးရည်ရွေးွက်မျိုးလို့ထင်တယ်ဟုတ်ကဲ့တင်းကညအတွက်ကျွန်တော်တို့ဝုနဲ့ manu ပွဲစဉ်မှာတော့ဒါဘုကဲအဖက်ကအခြေအနေဆိုးရမှုရယ် manu ကလည်းအနိုင်သုံးမှတ်အတွက်လည်းဒါအားကုန်ထုတ်လာမယ်အနေထားမျိုးမှာတော့ခုနကျွန်တော်တို့ကတော့ဟိုအကျိုးမျက်ရှိတိုင်းလည်းဘက်ကိုပဲရွေးချယ်ပေးရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကကိုအောင်ကိုရွေးချယ်တာအကျိုးမျက်ဖြစ်မယ်လို့ထင်ပါတယ်အားလုံးပဲအောင်နေပါလိမ့်ကြ